Hi guys မနေ့ကဗီဒီယိုမှာကျွန်တော် Terry ဆိုရဲ့လူကဘယ်လိုမျိုး UFO တွေရောက်သွားတာဘယ်လိုမျိုး alien ကိုသူ meet လုပ်တာ alien တွေကသူတို့ဘယ်လိုစမ်းတက်တာပြီးတော့သူရေးရတဲ့စာအုပ်နဲ့ပတ်သက်ပြီးကျွန်တော်သူရဲ့ life experience ကိုပါကျွန်တော် reveal လုပ်ထားတာရှိတယ်ဆိုတော့အဲ့ဒီဗီဒီယိုမကြည့်ရသေးဘူးဆိုရင်မနေ့တင်တဲ့ဗီဒီယိုတက်ကြည့်လိုက်ပါဆိုတော့အဲ့ဒီမနေ့တင်တဲ့ဗီဒီယိုကြည့်ပြီးမှသာဒီနေ့ပြောတဲ့ကျွန်တော်ဗီဒီယိုရှင်းမှာပဲဖြစ်တယ်ဆိုတော့ဒီနေ့ပြောတဲ့ဗီဒီယိုမှာလုံးဝ interesting ဖြစ်မဲ့အကြောင်းလေးတွေပါတယ်ကျွန်တော်ထပ်ပြီးတော့ alien နဲ့ပတ်သက်တဲ့ information တွေအများကြီးကိုပေါင်းစည်းကြတယ် ဒီဗီဒီယိုရဲ့နောက်ဆုံးမှာကျွန်တော်တို့ကောင်းထဲမှာမေကွန်တစ်ခုပဲပြနေလိမ့်မယ်။အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့လူသားတွေကိုအေလီယန်တွေရပဲဖန်တီးခဲ့ရလားဆိုပြီးတော့ပဲဖြစ်တယ်။ဆိုတော့အလုံးဝအချိန်မဆွဲရဘူးစားလိုက်ကြရအောင်။ Welcome to my channel Milky Vision. Okay ကျွန်တော်တို့မနေ့ကဗီဒီယိုအရင်ဆုံးလက်ဆက်တက်ကြရအောင်။ မနေ့ကဗီဒီယိုမှာဒီ Cherry ဆိုတဲ့လူကဒီစာအုပ်ကိုသူဘာကြောင့်ရေးရတာဒီစာအုပ်ကဘယ်လိုမျိုး based on true story ဖြစ်လာတာပြီးတော့သူက UFO တွေဘယ်လိုရောက်သွားတာသူတို့တကယ်ချင်းနှစ်ယောက်လုံး alien တွေကဘယ်လိုဆန်းတက်တာပြီးတော့ alien တွေနဲ့လူနဲ့ communication ရှိတယ်ဆိုတာကိုကျွန်တော်မနေ့ကဗီဒီယိုမှာရှင်းပြပြီးသွားပြီဆိုတော့အဲ့ဒါလည်းပတ်သက်ပြီးမသိရသေးဘူးဆိုရင်မနေ့ကဗီဒီယိုအရင်ဆုံးကြည့်လိုက်ကြည့်ပြီးသွားပြီဆိုရင်ဒီဗီဒီယိုလာကြည့်လိုက် Okay မနေ့ကဗီဒီယိုကြည့်ပြီးသွားတဲ့လူတွေအတွက်လုံးဝ weight ရှိတဲ့ content တစ်ခုစောင့်နေတယ်ဆိုတော့အရင်ဆုံးအဲ့ Terry Loveland ဆိုတဲ့လူကို American နိုင်ငံမှာရှိတဲ့ media တွေက အင်တာဗျူးလုပ်ထားတယ်ဆိုတော့အဲ့ဒါအရင်ဆိုကျွန်တော်ပြပြပေးသွားမယ်။ Okay အဲ့ဒီ Terry Lawless ဆိုခေါ်တဲ့အဲ့ဒီအသက်80ပြည့်တဲ့လူကသူအဲ့ဒီစာအုပ်ကိုရေးတယ်ပေါ့ဗျာ။ Based on true story ဆိုပြီးသူကရေးတယ်။အဲ့ဒီစာအုပ်ထဲမှာသူတင်ချင်းတဲ့ယောက်က UFO တွေရောက်သွားတယ်။ပြီးတော့ alien တွေကသူတို့ကို test လုပ်တယ်။ဆိုတော့အဲ့လိုမျိုးအဲ့ဒီစာအုပ်ထဲမှာရေးထားတာဗျာ။ဒါနဲ့ပတ်သက်ပြီးတော့ American government ကသူတို့ကိုချိန်ချောက်တယ်ဆိုပြီးတော့လည်းသူကပြောထားတယ်။ဆိုတော့ media ကအဲ့ဒီ Terry Lawless ကိုမေးတယ်။ UFO တွေ့တယ်၊ alien နဲ့တွေ့တယ်။ ဆိုတော့ဒါဒီဖြစ်တာလဲကြာပြီခမားရဲ့ခြေတော်မှာ metal object ရှိတယ်ဆိုတော့ဒါရီတဲ့ proof ရှိလားဆိုပြီးတော့ media တွေက Terry Lawrence ကိုမေးတယ် Terry Lawrence ကပြန်ဖြေတယ်အဲ့တော့ proof ရှိတယ် အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော် test လုပ်တဲ့ဆေးရုံလည်းရှိတယ်အဲ့ဒါကို test လုပ်ပြီးတဲ့ဆရာဝန်လည်းရှိတယ်ဆိုတော့ဒါက proof ပဲအဲ့ဓမ္မဆာရွက်လည်းကျွန်တော်မှရှိရဆိုပြီး तू ကပြောတယ်ဒါက proof ပဲဆိုပြီးတော့ तू ကပြောတယ် Terry Lawless ကနောက်တဲ့ဘာဆက်ပြောလဲဆိုတော့1989မှာအဲ့ဒီ तू အဲ့ spaceship တဲ့ရောက်သွားပြီးတော့ alien တွေကို तू က meet လုပ်တဲ့အတူကအဲ့ချိန်မှာ meet နေတယ်သူတကယ်ကျ तू ပြန်ကြွားပြရဆိုပြီး तू ကပြောတယ်အဲ့ဒီ incident ပြီးတော့သူနှစ်ယောက်လောင်းကွဲသွားတယ်သူတင်ရကြီးကဂျပန်ရောက်သွားတယ်သူကလုံးဝ US မှာပဲကြာခဲ့တယ်ဆိုတော့ तू ကဒီဂျားထဲမှာ तू က6လောက်နာလို့ဆရာဝန်ပြတဲ့ metal object ရှိတာကို तू ကတိလိုက်ရတယ် ဒီကြားထဲမှာ तू ကအဲ့ဒီ incident ပြီးတာနဲ့ तू ခေါင်းထဲမှာအိမ်မက်တစ်ခုကအများရန်လာနေတယ်ညာအိမ်ခံနေတဲ့အိမ်မက်တစ်ခုလာနေတယ်အဲ့အိမ်မက်ထဲမှာ person တယောက်လူသားတယောက်ကလူသားလိုလိုဂျိုသားလိုလိုလူတယောက်ကသူ့လာပြီးတော့ information တွေလာမေးတယ် communication လာလုပ်တယ်ဆိုပြီး तू က media မှာထွက်ဆိုတာတယ်နောက်ထပ် media တွေကမေးတယ်โอเคခမည်းတော်ငယ်ချင်းအခုဘေးမှာလဲလို့မေးတဲ့ခါကျတော့ तू ကပြောတယ် ကျွန်တော်ဒီဒူးနာပြီးရနောက်ပိုင်းမှာကြောတင်ရဲ့ကျွန်တော်ပြန်ဆက်သွယ်ဖို့စူးစမ်းကြည့်ဒါပေမဲ့ तू ကဟိုအဆက်သွယ်လည်းမရတော့နောက်ထပ် तू တည်သွားပြီဆိုပြီးတတိယလဲကြားရဲဆိုပြီးပြောတယ်မီဒီယာမှာ तू ကပြောတာပေါ့နောက်ထပ်မီဒီယာတွေကထပ်မေးတယ် okay အဲ့ဒီအိမ်မက်ထဲမှာလုံးဝအမိမတိရဲ့လူတယောက်ကလာပြီး communicate လုပ်တယ်ဆိုပြီးပြောတယ်အဲ့ဒါအခုကဖြစ်လာဆိုပြီးမေးတဲ့ခါကျတော့အဲ့ဒီ Terry Lawrence ဆိုတဲ့လူကပါချီလဲဆိုတော့ကျွန်တော်ဒီစာအုပ်ကိုကျွန်တော်ထုတ်ပြီးရနောက်ပိုင်းအဲ့လိုမျိုးအိမ်မက်တွေမလာတော့အဲ့ဒီ communication လည်းပြတ်သွားပြီဆိုပြီးပြောတယ် အဲ့ဒီ communication ဘာလို့ပြတ်လဲဆိုပြီးသူကခြေောက်ကိုပြန်ပြီးဓာတ်မှန်ရိုက်ကြည့်တဲ့ပုံမှာသူခြေောက်မှာရှိတဲ့ metal object ကလည်းမရှိတော့ဘူးဆိုတော့ဒါရီကသူ media မှာသူပြောတဲ့စကားတွေပေါ့ နောက်ထပ် तू ကမီဒီယာမှာပြောတယ်ကျွန်တော်ဒီစာအုပ်ကိုထုတ်တဲ့ရည်ရွယ်ချက်ကလည်းဘာမှမဟုတ်ဘူးတဲ့ဘာလို့လဲဆိုတော့ तू ကဒီစာအုပ်ကိုအုတ်ရည်တရာပဲထုတ်တာအဲ့ဒီအုတ်ရည်တရာမှာ तू က90လောက်ပဲရောင်းရမယ်ထင်တာဒါပေမဲ့စာအုပ်ထုတ်ပြီးတော့တိတ်မချသေးဘူးအုတ်ရည်တရာလုံးရောင်းရအောင်ပါတယ်အဲ့ဒါပြီးမှမီဒီယာတွေကသူ့ကိုလာမိတယ်အင်တာဗျူးဖြေတယ်ဆိုတော့ဒီကိစ္စတွေဒီစာအုပ်ကလုံးဝ publish ဖြစ်သွားပြီးနောက်ပိုင်းမှာ तू communication လုံးဝပြတ်သွားပြီတဲ့ I mean ကျွန်တော်ပြောချင်တာက तू dream မှာလာတဲ့အဲ့ဒီ alien လို့လို့လူသားလို့လို့လူတယောက်က तू communication လုံးဝမလုပ်တော့ဘူးအဲ့နောက်ပိုင်း तू ကချောင်းကိုကြည့်တဲ့ပုံမှာအဲ့ချောင်းမှာလည်းလုံး ံးက metal object ကမရှိတော့ဘူးဆိုတော့အဲ့လိုမျိုးသူက media မှာပြောတယ်။ Okay ဒီဇလန်ဒီလမ်းမှာပြီးသွားပြီဗျာဒါပေမဲ့ကျွန်တော် alien နဲ့ပတ်သက်ပြီးထပ်ပြီး information တွေနဲ့ထပ်ပြီးရဆူလာတာရှိတယ်။ဆိုတော့အရင်ဆုံးအဲ့ဒါကိုကျွန်တော်မပြောခင်မှာကျွန်တော်မေးခွန်းတစ်ခုလောက်မေးချင်တယ်။ဘလို့မေးခွန်းလဲဆိုတော့ကျွန်တော်တို့ဗျာ Google မှာ search bar မှာတွားပြီးတော့ alien လို့ရိုက်ရှာလိုက်ပြီးဆိုရင်ကျွန်တော်တို့ image မှာပြပေးတာကပုံလေးကတပုံစံနဲ့တည်းပဲ ဒီ alien ကဘယ်လိုလဲဆိုတော့ကျွန်တော်တို့ဒီအစိမ်းရောင်နေပြီးတော့ gray color ရှိမှနောက်ထပ်ခန္ဓာကပိတ်ပိတ်တိတ်လေးခေါင်းကအကြီးမျိုးလုံးကလုံးဝအကြီးနေမယ်ဆိုတော့ဒီပုံစံလေးကိုကျွန်တော်တို့ဟာ Google မှာရှာရဲဆိုပြီးဒီတိုင်းမှတ်လာတာဗျာဆိုတော့ကျွန်တော်တို့ငငယ်လေးတွေကနေပြီးတော့အခုချိန်ထိကျွန်တော်တို့ alien နဲ့ပတ်သက်ပြီးစဉ်းစားလိုက်ပြီးဆိုရင်ဒီပုံစံကိုကျွန်တော်တို့သွားမြင်တယ်ဗျာဆိုတော့ခန္ဓာကတိတ်တိတ်လေးခေါင်းကကြီးနေမယ်မျိုးလုံးကကြီးနေမယ်ဒီပုံစံမှာကျွန်တော်တို့မြင်လာတာဗျာငငယ်လေးတည်းက movie စမှာရောလုံးဝဝတ္ထုတည်းမှာကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒီပုံစံပဲရှိတယ်ဆိုတော့ ဒီဟာကလူတယောက်ရဲ့ creation လားလူတယောက်ရဲ့ imagination လားဒါမှမဟုတ်လေ alien ကိုအပြစ်မှာတွေးရလူကရှိလို့ဒီဓာတ်ပုံတွေ dedicate လုပ်ပေးတာလားကိုကေကဘာလို့ alien လို့ရှာလိုက်ပြီဆိုရင်ဒီပုံတွေပဲ dedicate လုပ်ပေးရလဲ i mean ကျွန်တော်ပြောချင်တာကကိုကေကဘာလို့ဒီပုံတွေပဲပြပေးရလဲဆို alien ကဒီပုံစံပဲရှိလို့လားဒါမှမဟုတ်လေအပြင်မှာလူသားတယောက်က alien ကိုမြင်ဘူးပြီးတော့ဒီပုံစံပါဆိုပြီး तू ကအပြပေးတာလား ဒါကနည်းနည်းစဉ်းစားစရာမေးခွန်းပဲဆိုတော့ကျွန်တော်တို့ငငယ်လေးရတိလာကြတော့အီလီယန်ကဒီပုံစံမဖြစ်တယ်ဒါကိုဂျိုသားဆိုပြီးကျွန်တော်တို့ကောင်းလဲမှာလုံသွားရိုက်ထည့်ပြီးသားဖြစ်တယ်ဆိုတော့နည်းနည်းမေးခွန်းလေးရနည်းနည်းလေးစဉ်းစားစရာလေးဖြစ်သွားပြီ Okay အခုဒီမေးခွန်းခဏလေးအသားဖေးထားလိုက်ကျွန်တော်ထပ်ပြီးတော့အရင် interesting ဖြစ်တဲ့ information နေရာကိုရောက်နေပြီအဲ့ဒါကိုကျွန်တော်အခုပြပြပေးသွားမယ်အနူနာကီလို့ခေါ်တယ် controversy theory အဲ့ဒီအလုံလာကိရမျိုးနယ်စုတစုဖြစ်တယ်အဲ့ဒီမျိုးနယ်စုကကျွန်တော်တို့ကဘာမြေကြီးကိုလာပြီးတော့လူတွေကိုဖန်တီးတယ်ဖန်တီးပြီးတော့ကျွန်းအဖြစ်အသုံးချတယ်ဆိုပြီးတော့ conspiracy theory ရရှိတယ်ဆိုတော့ဒီအလုံလာကိနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ကျွန်တော်တို့ဒီ pyramid ကနေစအောင် pyramid တည်တယ်မလားလုံးဝဟို3ခံပုံစံနဲ့လေကျွန်တော်အဆောက်အဦနည်းနည်းတော့အကြည့်မို့အီဂျစ်မှာရှိတယ်ဆိုတော့အဲ့ဒီ pyramid ကိုအရင်တော့ကဘသူကစောင့်ပြီးခဲ့တာလဲ အဲ့လောက်ကြီးမားတဲ့အဆောက်အဦးဗျာအဆောက်အဦးမှုပေါ့သူကလုံးဝဒီလိုမျိုးအလဲတက်တက်ခြုံပြီးတက်သွားတာဖြစ်တယ်ဆိုတော့အဲ့လောက်ကြီးမားကျယ်ပြန့်တဲ့ကြောက်တုံးကြီးတွေကိုဘသူကတည်ပြီးတော့ဘသူကဆောက်လို့ရေလုတ်ခဲ့တာလဲအရင်တော့ကအဲ့လောက် technology ရှိလို့လားဒါမှမဟုတ်လေအရင်တော့ကလူတွေကပဲအရန်တမာနေလို့လားလည်းလည်းထူးဆန်းကြဖြစ်သွားပြီအဲ့နောက်ထပ်ပါလဲဆိုတော့ဒီ Anunnaki theory မှာကြည့်မယ်ဆိုရင်ဒီ pyramid ကိုသူတို့ကစောင့်ခဲ့တာ ဆိုတော့တခြားဂျူကနေ လာပြီးတော့ဒီကဘာမှာလာပြီးတော့အဲ့ပိရမစ်ကိုသူတို့ကစောင့်ခဲ့တာဆိုတော့သူတို့ကတခြားဂျူကနေလာပြီးတော့ဒီလူသားတွေကိုဖန်တီးတယ်ပြီးတော့ဒီပိရမစ်တွေစောင့်နေကဘာမှာလူသားတွေကိုအထိုင်ချဖို့အတွက်ဆိုပြီးတော့ကျုံအဖြစ်အသုံးချခဲ့တယ်โอเคသူတို့ကတခြားဂျူကနေပြီးတော့ကဘာမှာဘာလို့လာပြီးအထိုင်ချမှာလဲလူတွေဘာလို့ဖန်တီးရမှာလဲဆိုပြီးတော့မေးရင်လည်းမေးလိမ့်မယ်အဲ့မေးခွန်းတော့လည်းအဖြေရှိတယ်ဒါကအဖြေလည်းလို့မဟုတ်ဘူးဒါက conspiracy theory ပဲဖြစ်တယ်ဆိုတော့အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ကဘာကအရင်စမ်းချတယ်ဗျကဘာမှာရေရှိတယ်အောက်ဆီဂျင်ရှိတယ်တစ်ပိနေရှိတယ် ်ပြီးတော့ကျွန်တော်ကဘာမှာဗျာဓာတုပစ္စည်းတွေလည်းအများကြီးထွက်တယ်ကြောင်မီးသွေးတို့နောက်ထပ်ဒီစိန်တို့နောက်ထပ်ဒီငွေတို့တတ်ထုတို့ဇင်တို့ရွှေတို့အများကြီးထွက်တယ်ဆိုတော့ဒါကဘာမြေကြီးမှာပဲထွက်တာဗျာမတ်ဆိုတဲ့ဂျိုပါဒါတွေထွက်လာမြေကြီးမတ်မှာအပင်တော့အခုစိုက်ဖို့အတွက်စူးစမ်းနေတော့မယ်ဆိုတော့ကဘာမြေကြီးမှာရေရှိတယ်အောက်ဆီဂျင်ရှိတယ်အပင်ရှိတယ်နောက်ထပ်ဒီဓာတုပစ္စည်းတွေလုံးဝရွှေငွေတွေလည်းအများကြီးထွက်တယ်ဆိုတော့ ဲ့ဒီအနုနာပြည်ဆိုတဲ့မျိုးနယ်ဆိုကဒီရွှေကိုလိုချင်လို့ကဘာမြကြီးကိုလာတာပဲဖြစ်တယ်။သူတို့ကဘာမှာလုံးဝရွှေကိုလိုအပ်နေလို့ကဘာမြကြီးကိုလာတယ်လူသားတွေကိုဖန်တီးတယ်။ဒီရွှေကိုလုံးဝတိုးပေါ်ဖို့အတွက်ဆိုပြီးတော့လူသားတွေကိုဖန်တီးတာပဲဖြစ်တယ်။အဲ့လိုမျိုးဖန်တီးပြီးသူတို့ကလူသားတွေကိုကျုံအဖြစ်အသုံးချတယ်ဒီကဘာမှာပဲသူတို့ကနည်းနည်းအထိုင်ချသေးတယ်ဗျဟိုလုံကကဘာကိုသူတို့ကအုပ်ဆိုးဖို့ဆိုပြီးနည်းနည်းအထိုင်ချသေးတယ်အဲ့ဒီအချိန်မှာပဲ pyramid ကိုသူတို့ကတိဆောက်ခဲ့တာဆိုပြီးတော့ conspiracy theory ကအများကြီးရှိတယ်ဆိုတော့ကျွန်တော်လည်းစဉ်းစားကြည့်တယ်ဗျဒီ pyramid ဆိုရင်လောက်အကြီးဖြစ်တဲ့အဆောက်အဦးကို ဘသူကတိဆောက်နိုင်မှာတော့အရင်တော့လူတွေကဟိုအဲ့လောက်တော့ technology ရဲ့မြင့်ခဲ့တာလား ဒါမှမဟုတ်လေအေလီယန်တွေပဲလာပြီးတော့တိဆောက်သွားတာလားဆိုတော့ကျွန်တော်ပြောချင်တာအေလီယန်ကလုံးဝဟိုခန္ဓာကိုယ်တိတ်တိတ်လေးမျိုးလုံးပြုတ်ပြုတ်နေပထမပြောဆိုလို့မဟုတ်ဘူးเนาะလုံးဝအနူနာကီဆိုတဲ့မျိုးနယ်စုကလည်းအေလီယန်လို့ကျွန်တော်သတ်မှတ်လို့ရတယ်โอเคဒီ theory တန်းကြည့်မယ်ဆိုရင်အနူနာကီတွေကကျွန်တော်တို့ကိုဒီကဘာမှာလာပြီးဖန်တီးတယ်ဖန်တီးပြီးတော့ကျွန်တော်တို့ကလည်းဒီကဘာမှာအထိုင်ချဖို့အတွက်ဆိုပြီးတော့ဒီကဘာကိုကျွန်တော်တို့လိုချင်တဲ့ပုံစံနဲ့ပြန်ပြီးဖန်တီးတာပဲဖြစ်တယ်ဟိုဒီအဆောက်အဦတွေကျွန်တော်တို့ဒီနေတဲ့နေထိုင်မှုစနစ်တွေအမျိုးမျိုးပေါ့ဗျာကျွန်တော်တို့နေထိုင်ဖို့အတွက် comfortable ဖြစ်လာအောင်ဒီကဘာကြီးကိုကျွန်တော်တို့ကပြန်ပြီးဖန်တီးတယ် ် conspiracy theory ရကြည့်မယ်ဆိုရင်ဒီ anunnaki တွေကဘယ်ရောက်သွားပြီလို့မေးတယ်ဆိုရင်ဒီ anunnaki တွေကသူတို့လိုအပ်တဲ့ရွှေတွေကိုရသွားပြီရသွားပြီကျွန်တော်တို့ဒီမှာ target ပဲတယ်အဲ့မှာ target တဲ့ကြံခဲ့တဲ့လူတွေကပြအခုမျိုးနယ်စုပြန်ပွားပြီးတော့အခုဒီကဘာကြီးတစ်ခုလုံးပြန့်နှံ့သွားတာဖြစ်တယ်ဒါကဒီ conspiracy theory ပဲဖြစ်တယ် okay k alike တဖြည်းဖြည်းတိုးတက်လာတာနဲ့အများကျွန်တော်တို့ရဲ့ဒီ technology ကလုံးဝမြင့်လာပြီဆိုတော့အခုအချိန်ထိဒီ technology မြင့်တဲ့အချိန်မှာတော့ဒီ pyramid ကိုဘယ်သူစောင့်ခဲ့တာလဲဆိုပြီးတော့အဖြေရမရှိသေးဘူးဆိုတော့ဒါတွေကလေစဉ်းစားစရာတွေပဲကျွန်တော်ပထမပြောခဲ့တယ်ကျွန်တော်လူသားတွေကဒီကဘာကိုလာတဲ့ဧ ဲ့တယ်ဆိုပြီးပြောတယ်။ဆိုတော့အဒီရောက်ကျွန်တော်ဘာလို့ပြောရချင်းဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီအမေရိကနဲ့မြန်မာနိုင်ငံနဲ့ပဲကြည့်လိုက်။မြန်မာနိုင်ငံမှာရန်ပူတယ်ဗျာ။အမေရိကမှာရန်အေးတယ်။ကျွန်တော်တို့ဒီရနေပြီးအမေရိကမှာတွန်းနေမယ်ဆိုရင်အဲ့မှာရန်အေးတဲ့ဒေတာဖြစ်တဲ့တော့ကိုမှကျွန်တော်တို့ကလည်းခနာကူကလက်ခံချင်မှလက်ခံပါ။ နောက်တဲ့အမေရိကန်နဲ့မြန်မာနိုင်ငံမှာလာနေရဆိုရင်မြန်မာနိုင်ငံမှာရှိတဲ့အပူဓာတ်ကိုအဲ့ရလူတွေကလက်ခံခြင်းမှာလက်ခံမှာဆိုတော့ allergic ထတာမျိုးတွေပြီးတော့ဒီမှာရှိတဲ့ဖုန်အကူးငွေတွေမခံနိုင်တာမျိုးတွေဖြစ်နိုင်တယ်ဆိုတော့ data လိုက်သူ့အနေနဲ့သူပြောင်းလဲချက်တွေရှိတယ်ဟိုကျွန်တော်တို့အာဖရိကသွားနေရဆိုရင်ကျွန်တော်တို့တော်ပူပူတယ်ဗျအာဖရိကဆိုတဲ့နိုင်ငံကလုံးဝလက်ကွင်းပြင်ဗျအပင်တွေတော့အဲ့လောက်မရှိဘူး ဆိုတော့အဲ့လိုမျိုးပဲဗျာဒေသလိုက်လုံးဝကွဲပြားခြားနားမှုတွေရှိတယ်အသားရောင်တွေကွဲပြားခြားနားမှုရှိတယ်ပြီးတော့နေပုံထိုင်ပုံစနစ်တွေလည်းကွဲပြားခြားနားမှုတွေအများကြီးရှိတယ်ဆိုတော့ကျွန်တော်တို့ကဒီကဘာကြီးကိုကျွန်တော်တို့နေထိုင်မှုအတွက်ကို comfortable ဖြစ်အောင်ကျွန်တော်တို့ပြန်ဖန်တီးရလို့လည်းပြောလို့ရတယ်ဆိုတော့ဒါ conspiracy theory ပေါ့နော်ဒီအလူနာကီဆိုတဲ့ theory အောက်မှာဒီ theory ကထပ်ပြီးရောအစင်လိုက်ထပ်လာတာပဲဖြစ်တယ် ပြီးတော့လူသားတွေအုံတော့ကအရန်ကိုညာရင်ထက်မြက်တယ်ဗျာဆိုတော့အဲ့ဒါလည်းကျွန်တော်တို့ဒီအနုနာကီတွေပေးခဲ့တဲ့အမွေနဲ့ဆိုပြီးတော့လေ conspiracy theory မှာထပ်ပြီးပြောတာတယ်ကျွန်တော်တို့အခုဗျာဒီကဘာကနေပြီးတော့ mars ကိုကျွန်တော်တို့သွားနိုင်သွားပြီး mars မှာကျွန်တော်တို့လုံးဝအပင်ဆိုင်နေတဲ့ technology ကလုံးဝပေါ်နေပြီ okay nasa ကလည်းအဲ့ဒါနဲ့ပတ်သက်ပြီးတော့ step တွေလုပ်နေပြီပြီးတော့ spaceship နဲ့ပတ်သက်ပြီးကျွန်တော်တို့ကလေ့လာနေပြီပြီးတော့ကဘာပြင်မှာသွားပြီးလေ့လာနေပြီကဘာအတွင်းနဲ့ထက်လည်းထပ်ပြီးလေ့လာပြီးသွားပြီလာမှာသွားပြီးအခြေချပြီးသွားပြီဆိုတော့ technology အရင်မြင်တဲ့လူရဲ့အုံနောက်ကလည်းအရင်စမ်းကြည့်တယ်ဆိုတော့ဒီဟာတွေအားလုံးကအဲ့ဒီအနုနာကီတွေပေးက ခဲ့တဲ့အမွေနဲ့ဆိုပြီးတော့လေအဲ့ဒီ theory မှာဖော်ပြတာတယ်။ Okay ဒီအနုနာကီတွေလာခဲ့တဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီး proof ရှိလားလို့မေးတယ်ဆိုရင်တချို့ proof တွေရှိတယ်။အဲ့ဒါဘာလဲဆိုတော့အဲ့ဒီ pyramid မှာသူတို့ကြောက်စာတွေလုပ်ခဲ့တယ်။အဲ့ဒီကြောက်စာတွေမှာကျွန်တော်အခုကြည့်မယ်ဆိုတော့ကျွန်တော်အခု picture တစ်ခုပြပေးမယ်ဗျာ။ကျွန်တော်တို့ကဘာမှာကျွန်တော်တို့ဒီ solar system မှာ joy ကိုလုံးရှိတယ်ဆိုပြီးတော့ကျွန်တော်တို့2000ကျော်လောက်မှသိရတာ။အဲ့ဒီ2000ရဲ့အရှိန်မှာ joy ရှိလုံးရှိရဲဆိုပြီးကျွန်တော်တို့သိရတာ။ဒါပေမဲ့2000နောက်ပိုင်းမှာကျတော့ joy ကိုလုံးရှိရဲဆိုပြီးကျွန်တော်တို့က pluto နဲ့လုံးဝချိနေတယ်။အဲ့ pluto ကလည်း joy စရင် ်ပါတယ်ဆိုပြီးရော2000နောက်ပိုင်းမှာတည်ရတာ။ Okay ဒီကကကျွန်တော်2000နောက်ပိုင်းတည်ရတယ်ဗျာ။ဒါပေမဲ့လုံးဝဗျာနှစ်နဲ့ချီနေနှစ်ကိုထောင်နဲ့တောင်းနဲ့ချီနေပြီးဆောက်ခဲ့တဲ့ပိရမစ်မှာကြတော့ဂျိုကိုလုံးရှိတယ်ဆိုပြီးရောဒီ Solar System ရဲ့ပုံကအဲ့မှာဆွဲပြပေးခဲ့တယ် ဆိုတော့ဒါတွေကဘာဖြစ်လို့လဲဒါတွေကဘယ်လိုမျိုးလဲဒီအနုနာကီတွေကတကယ်ပဲကဘာကိုလာခဲ့တာလားတကယ်ပဲကဘာကိုအုပ်စိုးခဲ့တာလားလူတွေကိုသူတို့ပဲဖန်တီးခဲ့တာလားသူတို့တက်နိုလော်ဂျီကဘလောက်တော့မြင့်မားနေလဲဆိုတာကိုဒီပုံကိုကြည့်ရတယ်ကျွန်တော်တို့ကလည်းနည်းနည်းစဉ်းစားကြရဖြစ်သွားပြီဗျာဆိုတော့ဂျိုကိုလုံးကအခုမှသိရတယ်ကျွန်တော်တို့လူတွေအခုမှသိရတယ်ဆိုတော့သူတို့ကအရင်တော့စောင့်ခဲ့တဲ့နေရာမှာတွေအဲ့ဒါကိုဟိုကြောက်စာပုံစံနဲ့သူတို့ကတီတွင်ဖန်တီးခဲ့တယ်ကဘာကအရင်စမ်းချတယ်ဗျာကျွန်တော်တို့မရောက်ဘူးတဲ့နေရာတွေရှိတယ်လူသားတွေလုံးဝမရောက်ဘူးတဲ့နေရာတွေလည်းရှိတယ်ဆိုတော့အဲ့လိုနေရာမှာဂျိုသားတွေကတကယ်ရောရှိလား ဟိုဒါကျွန်တော်ကျွန်တော်ကိုယ်တိုင်ကလည်းအတိအကျမသိဘူးဗျာဒါပေမဲ့ဒီကနေ့ပတ်သက်ပြီးလေ့လာကြည့်တဲ့ပုံမှာဒီအနုနာကီဆိုတဲ့ conspiracy theory ကကျွန်တော်တွေ့ရှိတာပဲဖြစ်တယ်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော် share လုပ်ပေးတယ် okay လို့ interesting ဖြစ်တဲ့အကြောင်းလေးသိကြနေဆိုရင်ကျွန်တော် Milky Vision channel ကို subscribe and follow လုပ်ခဲ့ပြီးနောက်တစ်ပိုင်းသိရဆိုတော့ comment မှာခဲ့ပြီးအားလုံးပဲ